ားလုံးမင်္ဂလာပါညီကိုရောနေကောင်းကြမှာချမ်းသာကြပါသည်ကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ MM Football Badminton တက်ကနေညီကိုရောအားလုံးကိုကြိုဆိုပါရစေ FIFA Club World Cup Group F ကပွဲစဉ်၂ပွဲနဲ့ Group E ကပွဲစဉ်၂ပွဲကိုပွဲချုပ်သုံးသပ်ပေးကြပါတယ် Group F မှာဆိုရင် Shandown နဲ့ Dortmund, Montreal နဲ့ River Plate, Fluminense နဲ့ Ulsan, Inter Milan နဲ့ Urawa ပေါ့နော်ဒါနဲ့ Group E ကပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဒါ Shandown နဲ့ Dortmund ရဲ့ပွဲစဉ်မှာဆိုရင် တောင်းမွန်အတင်းကတလုံး80ရှောင်းနဲ့ဘုံပေါင်းလေးတောင်းလုံး40နဲ့ပြထားတာတွေ့ရတာပေါ့နော်ဒါဖွင့်ပွဲပေါ့နော်ဒါပွဲစဉ်တစ်တုံးကကြည့်လိုက်မယ်ဆိုလို့ရှိရင်ရှန်နောင်းအတင်းကတော့ဥစား1စီးနဲ့နိုင်ထားသလိုတောင်းမွန်အတင်းကလည်းပူနမနက်စ်ကိုတေးဆော့ထားတာမျိုးတွေ့ရတယ်ပေါ့နော်ရှန်နောင်းအတင်းဆိုတာတော့ဒါအာဖရိကမှာတကက်ဆရာကြီးပေါ့နော်တပါးကြီးဆရာကြီးဒါဆောက်အာဖရိကကစားသမားတွေအများပြပါဝင်တဲ့ဒါအတင်းတင်းနဲ့ဖြစ်တယ်ပေါ့နော်ဒါသူတို့ဒါ အာဖရိကမှာဆိုရင်တော်တော်လေးကောင်းတယ်ဗျာဒီအသိကတော့သူတို့လစ်မှာဆိုရင်ဂိုးတကူပေးဖို့ကမှပေးခံရမယ်ဗောနတွင်းခံရဖို့တော့မလွယ်ဘူးအတင်းတင်းထမှာပါတယ်ဗောနပွဲစဉ်တပွဲမှာဆိုရင်သူရဗောနပြမ်းမြဗောနကပေးဖို့ပေးခံရဖို့က0.5ပဲရှိတယ်ဗောနကလင်းရှိရတာများတယ်ဒီအသိဗောနဒီအသိရတဲ့ဒေါင်းကခံစစ်ကိုလုံအောင်ဆော့တဲ့အသိမျိုးဖြစ်တယ်ဗောနတမတော်မွန်တင်နေရှင်မဲ့ဆိုရင်တော့ကစားသမားအေးသွေးပိုင်းတော့တအားကွာမလို့ပြောရပေမဲ့ဒီ တင်းကိုအထင်သေးထားဖို့ကမရဘူးပေါ့နော်ကျွန်တော်တို့အဲ့လိုတမန်ထားတယ်ဒေါမွန်ကတော့ဒါပိုလီမီနက်ဆန်ပွဲမှာဆိုရင်ဒါတိုက်ဆက်ပိုင်းမှာတော်တော်လေးမကောင်းအောင်ကျွန်တော်ကြည့်နေတာကျွန်တော်ကြည့်တယ်ဒီပွဲကိုစသော်ဒါဘရာဇီးကလအတင်းကတော်တော်လေးထိမင်းတော့မကောင်းအောင်ပညာပေးသွားတယ်ဒီပွဲမှာဒါဒါဒေါမွန်မှာဆန်ဂူရာစီတို့ဘာလို့ရှိတယ်ပေါ့ဗျာတိုက်ဆက်မှာအလုံးမဖြစ်ပါဘူးအခွင့်မပွဲစင်တော့ဆိုအနိုင်ရမရလေဘောနော်ဒီစီနဲ့ပြီးသားတာလည်းသိရတယ် ဒီနေ့တင်းစလုံးမှာဆိုဟက်တူဝက်တော့မရှိဘောနော်ဒါပေမဲ့ဒါနိုင်ဂျီးယားနှုံးတွက်ထားတာတော့ဒေါမွန်အတင်65ရာခိုင်နှုန်းဆိုမှတွက်ထားတာတွေ့ရတယ်အခုဒါဖွင့်ပွဲပွဲစမှာဆော့သွားတဲ့ ranking ကိုကြီးလိုက်မယ်ဆိုရင်ဒါကျွန်တော်ရှန်တောင်းအတင်းကတော့မှဒေါမွန်နဲ့တာနေတွေ့ရတယ်ဘောနော်ပြီးလို့ရှိရင်ဒီပွဲစမှာကျွန်တော်တော့ဂိုးများမယ်လို့ပဲကျွန်တော်မထင်မိဘူးဘောနော်။ဒါဝမ်းစုအော့စ်မှာချိမဲ့ဖန်ရှင်အောင်အတင်း9စတရေကို5စနဲ့ဒေါမွန်အနိုင်ကို 1.38ပြပေးထားတာတွေ့ရတယ်ဗောနော် when expect အတွက်ကျွန်တော်ပြောပြပါမယ်တကယ်လို့ when expect ရမယ်ညီကိုတွေရှိတယ်ဆိုရင် under 3.5ကိုညီတိုင်းပို့အချံပေးခြင်းနဲ့ under 3.5ကိုညီတိုင်းမယ်ဆိုရင်44ပြရမယ်ဗောနော်ပေါက်ကြီးတွေမှာတော့ကျွန်တော် shutdown အသင်မဲ့ခြိုက်တယ်ဗျာ shutdown အသင်ခြိုက်တယ်ပြင်ကိုပေါင်းအောက်ကိုခြိုက်ပါတယ်ထပ်တဲ့ဘွဲကတော့ group f ကပဲ pulminus နဲ့ ulcer နဲ့ poison ဖြစ်တယ်ဗောနော် ဒါဘရာဇီးကလပ်ဖြစ်တဲ့ပူလင်းနက်စကတလုံး၈၀ရောင်းနဂိုးပေါင်းကြီး၃၈၀မှာအဲဒါမှပေးထားတာတွေ့ရတယ်။ဒါကတော့ခံစစ်မှာတော့တကယ်မဟာဒရိုင်းပေါ့နော်တီယာဂိုဆီလ်ဘာရောအများကြီးပေါ့နော်ကစားသမားတွေကစားသမားဒါဘရာဇီးရဲ့စတိုင်နဲ့လာမှာပေါ့နော်အူဆန်အတင်းကတော့ဒါကိုရီးယားမှာဆိုရင်သူတို့လည်းတကယ်နာမည်ကြီးအတင်းတင်းပါပဲနော်အဲဒီ AFC Champion League တွေပါတဲ့အတွေ့အကြုံအများကြီးရှိတယ်ပေါ့နော်ဒါမှကစားသမားအရေးတွေပိုင်းမှာတော့တော်တော်လေးကွာမလို့ကျွန်တော်တို့ထင်မိတယ်ပေါ့နော် ပိုလီမင်းနက်တင်ကတော့ပွဲတင်တတောင်းကတော့ဒါတော့မှဇီဇီဆွဲကြလို့ဥလ်ဆန်တဲ့လောဆန်တောင်းဝမ်းစီနဲ့ရှောင်းထားရပေါ့နော်ဒီနတဲ့လုံးကတော့ကျွန်တော်ဒါဟက်တူဟက်တွေပါလေတစ်ချိန်တစ်ခါမှလည်းမရှိဘူးပေါ့နော်ဒီပွဲတင်မှာတွက်ထားတာကတော့ပိုလီမင်းနက်အနိုင်ကို57ရာခိုင်နှုန်းဆိုမှဒါတွက်ထားတာတွေ့ရတယ်ဝမ်းစတူအော့စ်ကိုကြည့်မှဆိုရင်ပိုလီမင်းနက်အနိုင်ကို130တရေကို50နဲ့ဥလ်ဆန်အနိုင်ကို90ပြထားတယ်ပေါ့နော် နောက်ပထမဦးဆုံးအနေနဲ့ wines bet ခုံးကညီကိုတွေကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်နှစ်မျိုးလောက်ကျွန်တော်ပြောပြချင်တယ်ပေါ့နော်ဒါအများကြီးရတာမရတာအပတာပေါ့နော်ဒါ pulminus အနိုင်ကိုတော့မှဆိုရင်ပြား30မြတ်မယ်နောက်တစ်ခုကတော့ both tend to score no ဒီပွဲမှာဦးဆန်ကိုရဖို့မလွယ်ဘူးမဖြစ်နိုင်တယ်လို့ရှိတယ် penalty ရရင်ရမှာပဲကိုရမှာ score no ချိုက်တယ် pulminus အနိုင်ပေါ့နော်ဒါ wines bet အတွက်ပြောတာပါ မြန်မာပေါက်ကြီးတွေမှာတော့ကျွန်တော်ဒါ voluminous အနိုင်နဲ့ဂိုးပေါင်းပေါ့နော်တုံးလုံးကြီးခြိုက်ပါတယ်ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်ဝဲကတော့ group E က Inter Milan နဲ့ Urawa တို့ရဲ့ပွဲခင်းဖြစ်တဲ့ Inter လက်ရှိဖွင့်ထားတဲ့ body ကြီးနှလုံး30ရှုံးဂိုးပေါင်းကြီးတုံးလုံး40ရှုံးပေါ့နော်ပေးထားတာတွေ့ရတယ်ဒါ Japan Club Urawa Red Diamond ဂျပန်ကစားသမားအများအပြားနဲ့ဒါပြည်ပကစားသမားအများအပြားနဲ့ဖွဲ့စည်းထားတဲ့အထင်ကြီးလေးဖြစ်တယ်ပေါ့နော် ဒီနေ့တင်ရ rating ကြီးမှာဆိုလို့ရှင်တဲ့ Inter Milan အများကြီးပါတယ်ဗောဗျာကစားသမားခေါင်းနဲ့အများကြီးပိုင်ဆိုင်ထားတယ်ဗောနော်ဒါ market value ဘိုင်းမှာဆိုလဲ Inter Milan ကပြောကြတာမလို့ပါဘူးဗျာအလောက်ကြီးဥကွာတယ်ဗောဗျာပွဲစဉ်တတုံကဆိုရင် Inter Milan အသင်းကတော့ဒါ Montreal အသင်းကိုဝမ်းဝမ်းချခဲ့တယ်ဗောနော်ဒီပွဲစဉ်မှာ Inter Milan အများကြီးခွင့်ရရတယ်ဗျာတော်တော်လေးခွင့်ရရတာဒါ Inter Milan ကစားသမားတွေအဆုံးတညံ့လို့ Inter Milan အပိုင်ဝင်ချင်ရတယ်ကျွန်တော်ကြည့်တယ်အစားဆုံးဒီပွဲအပိုင်ဒီပွဲအမှန်ဆိုရင် ဒါဆာဂျီရာမော့စ်ကောင်းသွားလို့ပဲနောက်မှမွန်ထရီကိုရဖို့တော့မလွယ်ဘူး။ဒါပေမဲ့မွန်ထရီမှာဆိုတော့ရာမော့စ်ကဦးဆောင်နေတာဆိုတော့တော်တော်လေးဒါကောင်းပါတယ်။ပူရာဝါကိုကြည့်မယ်ဆိုရင်ဒါရီပါဘလစ်ကို3-1နဲ့တောင်ရှုံးသွားခဲ့တယ်ပေါ့နော်ဒါဒါဥရဝရသွားတဲ့ဂိုးဆိုလို့ရှိရင်ဒါပန်နတီနဲ့ရတာပြတက်ဂိုးဖန်တီးပြီးတွင်းခဲ့တဲ့အလုံးမဟုတ်ပန်နတီနဲ့ရခဲ့တဲ့အလုံးဖြစ်တယ်ပေါ့နော်ဒါလည်းတစ်ချက်တည်းရဖို့လိုတယ်အင်တာမီလန်အနိုင် ဟိုဒါနိုင်ဂျီယာနုံတွတ်ထားတာအင်တာမီလန်81ရာခိုင်နှုန်းဆီမှာတွတ်ထားတာတွေ့ရတယ်ပေါ့နော် Wins to Os ကိုကြီးလိုက်မှာဆိုလို့ရှိရင်တော့ဒါ Inter အနိုင်ကို78ပြတရေကို92ဦးလာဝအနိုင်ကို73စာပေးထားတာတော့တွေ့ရဒီပွဲမှာကျွန်တော် Boating to Score No ပေါ့နော်ဒါ Wins ဘက်သမားတွေကို Boating to Score No ထိုးဖို့ကျွန်တော်ချန်ပေးချင်ပါတယ် No ပဲဖြစ်ဖို့များပါတယ်အဲကျွန်တော်ဦးလာဝအတန်ကိုမရနိုင်ဘူးလို့တွတ်ထားပါတယ် Inter Milan 3-0 ဖိုးစီဒီနှစ်ခုကတစ်ခုလိုပဲကျွန်တော်ကတော့ဖက်ထားပါတယ်ပေါ့နော် over 2.5 goal ထိုးဖို့လည်းအကြံပေးခြင်းတယ်နော်ဒါ wins ပဲတမားလို့ over 2.5နဲ့ voting to score no ဒါ wins ပဲအတွက်လောင်းမှာကိုအာသနာကိုထိုးပေါ့နော်ဒီပွဲစဉ်မှာဘလို့မဆို Inter Milan နိုင်ဖို့လိုလိုနေဆိုတော့ကျွန်တော်သိပေမဲ့လည်းအခုအကုန်လုံးသိတဲ့အချိန်မှာအတင်ကြီးတွေယူရင်အကုန်တိုင်ပတ်နေလဲတွေ့နေရတယ်နော် အခုဘန်ပီကနဲ့ပွဲမှာဘန်ပီကတိုင်ပတ်နေတယ်ဝမ်ဇီနဲ့ပထမပိုင်းမှာဒါတော့ပယ်နယ်တီမိုးတွင်းထားတာတွေ့ရတယ်နော်ဟိုအင်တာမီလန်ဒီပွဲနိုင်မှာကိုဖြစ်မှာဥရောပသူ့ထက်အများကြီးအားနည်းနေတယ်ပေါ့နော်အင်တာမီလန်အနည်းဆုံး3စီလောက်နဲ့နိုင်လို့ချက်မှတ်သွားထားတယ်မြန်မာဘော်ဒီပေါက်ချေးတွေမှာဘော်ဒီမှာကျွန်တော်အင်တာမီလန်ခြိုက်တယ်တဲ့ဘွဲရတာ group E ကပဲ River Plate နဲ့ Montreal တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါ Argentina နဲ့ Mexico ကနာမည်ကြီးအသင်းတွေပေါ့ဗျာ။ ရီပါဘလစ်ဆိုတာလည်းအာဂျင်တီးနားမှာအထင်ကြီးရအသင်မွန်ချီဆိုတာလည်းမက္ကဆီကိုမှာတကယ်နာမည်ကြီးအသင်တပင်းထဲမှာပါတယ်ပေါ့နော်အတွေ့အကြုံရင်းနေနောက်တန်းမှာဆိုရာမို့ဦးဆောင်နေတယ်ပေါ့နော်ရီပါဘလစ်မှာဆိုရင်ကစားသမားကောင်းတွေအများကြီးရှိပါတယ်တွေ့ကြုံမှရင်းနေကစားသမားတွေပေါ့နော်ဒါနောက်တန်းမှာဆိုရင်ကစားသမားကောင်းတွေအများကြီးရှိတယ်ပေါ့အဖာနန်ဒက်စ်တို့အများကြီးပါဗျာဒါပီရက်စ်တို့အကူညာတို့နောက်တန်းမှာတောင်းပန်နေမှာပေါ့နော် ဒီနဲ့တင်းရဖွင့်ပွဲပွဲစဉ်ကိုချိလိုက်မှာဆိုလို့ရှိရင်ဒါ River Plate တဲ့တင်းကတော့ဘာကို31ဆိုတဲ့ရလာနေနိုင်ထားသလို Montreal တင်းကလည်း Inter Milan ပေါ့နော်11ဆို short ထားတာတွေ့ရတယ်ပေါ့နော်ဒီနဲ့တင်းကတော့ head to head ရှိတယ်ဗျ Club friendly ပေါ့နော်နှစ်ချိန် short ထားတယ်နှစ်ချိန်လုံး goal ချထားတာတွေ့ရတယ်အခုဖွင့်ထားတဲ့ body J ကိုချိလိုက်မှာဆိုလို့ရှိရင်ပေါ့နော်ဒါ level 90 show ပေါ့နော် River Plate ကပေးထားတယ်ဘူပေါင်းချင်းနှလုံး90 show ဆိုမှာပေးထားတယ်ပေါ့နော်ကြည့်မယ်ဆိုလို့ရှိရင်နော် တားကြီးกว่าနေတာမျိုးတော့မဟုတ်ဘူးเนาะဒါပေမဲ့ republic ရဲ့ကစားသမားတွေကနည်းနည်းလေးပုံမြင့်နေတယ်ဖြစ်နေတယ်တွေ့ရတယ်ကစားသမားတွေပုံမြင့်တာပေါ့ဗျာ montreal ထဲနည်းနည်းလေးပုံမြင့်တယ်ဒါ montreal မှာကြီးလိုက်မှာဆိုရင် compost တို့နော် oliver torres တို့ဒီကစားသမားတွေကိုမှတ်မိမှာထင်တယ်အရင်တော့ဒါကျွန်တော် sibila မှာသွားသွားတဲ့ကစားသမားတွေဖြစ်တယ်ပထွေးကြုံမိုင်းအရန်ရှင်းတယ်เนาะနောက်တားမှာဆိုရင် sergio ramos ပေါ့เนาะခုနကျွန်တော်ပြောခဲ့ပြီဒီလိုကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အတင်းနဲ့ဖြစ်တာပေါ့เนาะဒါမိထားလို့မရအောင် the ones to ask ကိုကြည့်မယ်ဆိုရင် republic အနိုင်ကို၂ဆတရေကို၃ဆကွဲ country အနိုင်ကို၃ဆကွဲပဲပြီးထားတာလည်းတွေ့ရတယ်။ဒါသူရရမညီကိုတွေကိုကျွန်တော်ပြောပြပါမယ်။ဒါ double chance ကိုတွားပြီးမှာ one is republic ပေါ့နော် republic အတင်းတရေတော့မဟုတ်အနိုင်အဲ့လိုလောင်းချင်တာလောင်းလို့ရတာပေါ့နော်ပတ်စံမှာပါသွားဖို့ပြောတာပါ။အဓိကတော့ပတ်စံမှာပါသွားဖို့ပြောတာပါ။အဲ့ဒီပုံစံမျိုးနဲ့လည်းလောင်းလို့ရသလိုလောင်းပုံလောင်းနေတဲ့ဝိုင်းဆက်မှာရှင်းတယ် ဒါကျွန်တော် Asia Handicap လို့ခေါ်တယ်။ဒါမှမဟုတ် Drone Nobit Republic လို့လည်းလောင်းလို့ရတယ်။တကယ်လို့တရေချိုင်ပတ်စံပြန်အမယ်ဗျာ။ Drone Nobit Republic ကိုလောင်းမှဆိုရင်ပြန်ငါးဆယ်ရမယ်။ဒါကျွန်တော်ပြောတာ shock ကိုမထမ်းနိုင်ဘူး။ Wines ပဲအတွက်ပြောရပါဒီပွဲစဉ်ကိုကျွန်တော်မြန်မာပေါက်ကြီးတွေမှာတော့ River Plate Body နဲ့ဂိုမောင်းအောက်ကိုခြိုက်ပါတယ်။ဒီကိုရောအလုံးအစင်ပြသပါစေ။ကျမချမ်းသာကြပါစေ။ကျွန်တော်လိုက်ဆက်ဆက် ပေါ်မှန်ပြတဲ့ညီကိုပဲအားလုံးတဦးတယောက်ချင်းစီကိုဒီကနေ့ခြေကြီးတင်ပါတယ်ကျွန်တော်မန်းနေလဲမန်းနေလဲကျွန်တော်အားပေးတဲ့ညီကိုတွေအားလုံးကိုဒီကနေ့ကျွန်တော်ခြေကြီးတင်ပါတယ်ဗျာ